အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Roller ဆိုတာကဘာပေါ်မှာအအောင်မြင်ဆုံးစိန်ခံအမှတ်တံဆိပ်တွေရတခုဖြစ်ပြီးဒီနေ့ခေတ်မှာဆိုရင်ဒေါ်လာ10ဘီလီယံလောက်တန်ဖိုးရှိပါတယ်သူ့ရဲ့သမိုင်းကြောင်းကတော့လွန်ခဲ့တဲ့အနှစ်တရာလောက်ခေတ်ကအစခဲ့တာဖြစ်ပြီးမိဘမဲ့ဆယ်ကျော်သက်လေးတယောက်ကနေဒီအမှတ်တံဆိပ်ကြီးတစ်ခုလုံးကိုစတင်ခဲ့တာပါ သူ့ရဲ့အမွေနဲ့တွေကိုလင်းလေခိုးယူခြင်းခံရပြီးတဲ့နောက်မှာသူ့အတွက်ဘာဆိုဘာမှမကြံတော့ပဲမဲ့စင်ခေါ်မှုတွေကိုကြော်လွားလို့တဲ့စိတ်ပိုင်းဖြတ်မှုတစ်ခုတည်းကိုသာသူပိုင်ဆိုင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့ဇာတိမျိုးကနေထွက်လာခဲ့ပြီးနိုင်ငံတစ်ခုကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်နှစ်အနည်းငယ်တော့စ조사ပန်းကလောက်လုပ်ပြီးတဲ့နောက်မှာတော့သူဟာသူ့ရဲ့ဝသနာနောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့ပြီးနိုင်ပြုလုပ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်ဒီစီးပွားရေးလုပ်ငန်းလေးကနေသူဟာခင်မီလက်ပတ်နိုင်လောကကို ရှေ့ဆောင်လမ်းမြလုံနိုင်ခဲ့ပြီးနိုင်လောကတစ်ခုလုံးကိုပြောင်းလဲစေကဒေါ်လာဘီလီယံနဲ့ချီတဲ့အင်ပါယာကြီးတစ်ခုကိုတည်ထောင်နိုင်လိမ့်မယ်လို့အဲ့ဒီတုန်းကသူကိုယ်တိုင်တော့သိခဲ့မှာမဟုတ်ပါဘူး Hans Wilstorf ကို1882ခုနှစ်မတ်လ22ရက်နေ့မှာဂျာမနီနိုင်ငံကမ်ပတ်မြို့မှာအန်နာနဲ့ဂျိုဟန်ဒန်နီယယ်ဝယ်စော့ဖ်ကနေမွေးဖွားခဲ့ပါတယ်သူကမွန်နမ3ယောက်မှာဒုတိယမြောက်သားဖြစ်ပါတယ်သူရဲ့မိသားစုဟာအဖိုးဖြစ်သူလက်ထက်ကလေးကလက်ဆင့်ကမ်းလာတဲ့တန်တဲ့ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကင်ခဲ့ကြပြီ လူလက်တန်းစားအဆင့်မှာတော်လေးအောင်မြင်ခဲ့ကြပါတယ်။ကံမကောင်းစွာနဲ့ပဲနောက်ပိုင်းနှစ်တွေမှာသူ့ရဲ့မိခင်ဟာနာမကျန်းဖြစ်လာခဲ့ပြီး1892ခုနှစ်မှာပွဲလွန်သွားခဲ့ပါတယ်။ပို့ဆိုးတာကတော့နောက်တဲ့နှစ်မှာပဲသူ့ရဲ့ဖခင်မှာဆုံးပါသွားခဲ့တာကြောင့်အသက်12နှစ်အရွယ်မှာ Hans ကမိဘအမဲတယောက်ဖြစ်သွားခဲ့ရပါတယ်။အခုဆိုရင်တော့သူဟာသူ့မိခင်ရဲ့အကိုရေဖြစ်တဲ့ဦးလေးရေရဲ့အုပ်ထင်းမှုအောက်ကိုရောက်သွားခဲ့ပါပြီ။သူ့ရဲ့ဦးလေးရေကမိသားစုစည်းဝါးရေးကိုချက်ချင်းရောင်းချခဲ့ပြီး ရလာတဲ့ငွေတချို့ကိုသူတို့မောင်နှမ၃ယောက်လုံးပညာရေးအတွက်အသုံးပြုခဲ့ပါတယ်။သူတို့၃ယောက်လုံးကိုဂျာမနီနိုင်ငံဘာဗေးရီးယားမှာရှိတဲ့ Arnstonan Koba လို့ခေါ်တဲ့ဂုံသိက္ခာရှိတဲ့ဘော်ဒါကျောင်းမှာထားရှိခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကို Hansa အစာပိုင်းမှာသဘောမကျခဲ့ပဲမြို့အသစ်မှာနေထိုင်ရင်းစိတ်တက်ကြနေခဲ့ပါတယ်။ Hansa အပြင်လူတယောက်လိုသတ်မှတ်ခံခဲ့ရပြီးသူ့ရဲ့ကိုယ်ဝယ်ရာဘာသာကြောင့်တခြားကောင်လေးတွေရဲ့လောင်မြောင်ခြင်းကိုမကြာခဏခံခဲ့ရပါတယ်။ သူ့ရဲ့ခက်ခဲခြင်းနဲ့ကလေးဘဝကိုဖျက်ချနိုင်မှုအတွက်သူဟာចောင်းစာမှာပဲအာယုံဆဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့အသက်ကြီးလာတဲ့အခါမှာတော့ဦးလေးရီရဲ့ပေါ်တာចောင်းထားတဲ့ဆုံးဖြတ်ချက်ကိုသူမကြိုက်ခဲ့ပေမဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ရဲ့အောင်မြင်မှုအတွက်အရေးကြီးတဲ့အကြောင်းရင်းတစ်ခုဖြစ်လာတယ်ဆိုတာကိုသူနားလည်လာခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့ကံကြမ္မာကိုဦးလေးတို့ကလျှို့လျှို့မရှုခဲ့ပါဘူး။ဒါပေမဲ့သူတို့ကကျွန်တော်ကိုငငယ်ရွယ်ရွယ်နဲ့ကို့အားကိုကိုးတတ်အောင်သင်ပေးခဲ့တဲ့ပုံစံကြောင့်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုဂယုစိုက်တတ်တဲ့အချိန်ရလာခဲ့ပါတယ်။ အခုပြန်တွေးကြည့်တဲ့အခါကျွန်တော်ရဲ့အောင်မြင်မှုအများစုဟာအဲ့ဒီအချက်ကြောင့်လို့ကျွန်တော်ယုံကြည်ပါတယ်လို့ပြောခဲ့ပါတယ်။ဟန်းစာစာအုပ်ဖတ်ရတာကိုနှစ်သက်ပြီးကျောင်းမှာလည်းတော်တော်လေးထူးချွန်တဲ့ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူအထူးသဖြင့်ထူးချွန်ခဲ့တဲ့ဘာသာရပ်တွေကတော့သင်္ချာနဲ့ဘာသာစကားတွေဖြစ်ပြီးပြင်သစ်နဲ့အင်္ဂလိပ်ဘာသာစကားတွေကိုသူသင်ယူခဲ့ပါတယ်။သူဟာခရီးသွားလာရတာကိုအမြဲစိတ်ဝင်စားပြီးဘာသာစကားတွေကိုအလွန်သုံးဝင်မယ်ဆိုတာသူသိခဲ့ပါတယ်။ဒီရေချင်းတွေဟာနောက်ပိုင်းမှာ သူ့ရဲ့အလောက်ကန်ရဲ့အတွက်အဓိကအခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။ကြောင်းတက်နေစဉ်အတွင်းမှာသူဟာဆွစ်လူမျိုးကောင်လေးတယောက်နဲ့မိတ်ဆွေဖြစ်ခဲ့ပြီးအဲ့ဒီကောင်လေးကသူ့ဇာတိဖြစ်တဲ့ La Show Defense အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့ဒီမျိုးကတော့ဆွစ်ဇာလန်နိုင်ငံမှာတည်ရှိပြီးရှင်လျားတဲ့နိုင်ထုံးလို့ရတဲ့မိုင်းကြောင်းနဲ့နာမည်ကြီးတဲ့မျိုးတစ်မျိုးဖြစ်ပါတယ်။ဟန်းစာအဲ့ဒီနေရာကိုအလွန်စိတ်ဝင်စားသွားခဲ့ပါတယ်။တနေ့မှာတော့ဟန်းစာသူ့ရဲ့ဘဝပုံစံကိုသီးမခံနိုင်တော့ပဲဂျာမနီကပေါ်လာကြောင်းကနေခောက်ခွာပြီး ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။အသက်16နှစ်အရွယ်မှာသူဟာနိုင်ငံတကာပလဲတင်ပေါ်ရောင်းချရေးကုမ္ပဏီတစ်ခုမှာအလုပ်အနေနဲ့အလုပ်ရခဲ့ပါတယ်။ဒီကုမ္ပဏီဟာဈေးကွက်အမျိုးမျိုးကနေပလဲတွေကိုဝယ်ယူပြီးအမျိုးသားခွဲအဆင့်ခွဲကလဝတ်ရတနာဆိုင်တွေကိုပြန်လည်ရောင်းချဖို့ထုတ်ပိုးတဲ့လုပ်ငန်းဖြစ်ပါတယ်။သူတတိထားမိတာကတော့ဒီကုမ္ပဏီဟာဘာမှထွေထွေထူးထူးဖန်တီးထုတ်လုပ်နေတာမဟုတ်ပဲအမြတ်ဆုံးကောင်းကောင်းရနိုင်နေလဲဆိုတာပါပဲ။ အဲ့ဒီမှာသူဟာသူ့ရဲ့စီးပွားရေးနေပြုဟာကိုလေးလာစီးပို့ခဲ့ပြီးသူ့အသက်အရွယ်နဲ့တွက်လိုက်ရင်ဝင်ငွေကောင်းကောင်းရရှိခဲ့ပါတယ်။တနေ့မှာတော့ဟန်းစာသူ့တငယ်ချင်းစီကနေစားဆောင်တစ်ဆောင်ရရှိခဲ့ပြီးကုနိုကော်တန်ဆိုတဲ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ကမ်းလှမ်းချင်းခံခဲ့ရပါတယ်။ကုနိုကော်တန်ဟာအဲ့ဒီခေတ်ကအရေးသွေးမြင့်နာရီထုတ်လုပ်ရေးလုပ်ငန်းတွေထဲကအကြီးဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီးတနေ့ကို Swiss Front တန်းတရာတန်ဖိုးရှိတဲ့အိတ်ဆောင်နာရီတွေကိုတင်ပို့ရောင်းချနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ဟာကိုရိုင်းနဲ့နာဟီတွေကိုအစအဆုံးတီထွင် ထုတ်လုပ်ခဲ့ပါတယ်။ဒီနာမည်ကြီးကုမ္ပဏီကသူအမြဲတမ်းသွားချင်နေတဲ့နေရာဖြစ်တဲ့ La Shore de Fonds မှာအခြေစိုက်ပါတယ်။သူအလုံးလုံးနေတဲ့ကုမ္ပဏီကသူ့အတွက်ပို့ပြီးအကျိုးမြတ်ရှိပေမဲ့အဲ့ဒီနေရာမှာနာဟီလုပ်ငန်းအပေါ်ထားတဲ့သူ့ရဲ့စူးစမ်းခြင်းစိတ်ကပို့ပြီးအားကောင်းနေခဲ့ပါတယ်။ဒါကြောင့်1900ခုနှစ်မှာသူဟာအဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်ဖို့ La Shore de Fonds ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။သူဟာအင်္ဂလိပ်စာကိုရေးနိုင်ဖတ်နိုင်တဲ့အခြေချင်းကြောင့်အင်္ဂလိပ်ဘာသာ စာပေးစာယူဆက်သွယ်ရေးနဲ့စည်ရေးရလူကိုရရှိခဲ့ပြီးလာစာအနေနဲ့ Swift Friends 80ရရှိခဲ့ပါတယ်။ဒါ့အပြင်သူဟာနေ့စဉ်အိတ်ဆောင်နာရီယာနေချီကိုအချိန်တိကျမှုရှိမရှိစစ်ဆေးရတဲ့တာဝန်ကိုလည်းယူခဲ့ရပါတယ်။အဲဒီကနေသူဟာနာယီထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ထိုးထွင်းဉာဏ်များစွာကိုရရှိခဲ့ပြီးနာယီအမျိုးမျိုးကိုဘယ်လိုထုတ်လုပ်တယ်ဆိုတာနဲ့ပတ်သက်တဲ့ဗဟုသုတအများကြီးကိုလည်းစီးပူးလေ့လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမှာသူအလုံးလုံးခဲ့တဲ့အချိန်ကတိုးတောင်းခဲ့ပါတယ်။ ကုနိုကော်တန်မှာပဲသူဟာဂျာမနီကိုပြန်ပြီးနှစ်နှစ်အကြာစစ်မှုထမ်းခဲ့ရပါတယ်။စစ်မှုထမ်းပြီးနောက်အသက်22နှစ်အရွယ်မှာသူဟာအင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုပြောင်းရွှေ့ပြီးအရေးသွေးမြင့်နိုင်ထုတ်လုပ်တဲ့နောက်ထပ်ကုမ္ပဏီတစ်ခုမှလှုပ်လှုပ်ခဲ့ပါတယ်။အဲ့ဒီမှာသူဟာပိုကြီးရဲ့တာဝန်ကိုယူခဲ့ရပြီးကုမ္ပဏီရဲ့ရောင်းအားကိုတိုးမြင့်ပေးဖို့တာဝန်ယူခဲ့ရပါတယ်။အဲ့ဒီမြို့မှာသူနေထိုင်ခဲ့တဲ့နှစ်နှစ်တာကာလအတွင်းကုမ္ပဏီရဲ့အတွက်ဖောက်တဲ့အသက်တွေကိုအောင်မြင်စွာရှာဖွေပေးနိုင်ခဲ့ပြီးချိန်နဲ့မျှရောင်းအားကိုတိုးတက်စေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ तू ဟာကိုယ်ပိုင်နိုင်လုပ်ငန်းတစ်ခုတည်ထောင်ဖို့စဉ်းစားနေပြီဖြစ်ပြီးသူ့ရဲ့အနာဂတ်လုပ်ငန်းအတွက်လိုအပ်တဲ့ဘဝတုဒ္ဒမှန်သမျှကိုသင်ယူနေခဲ့ပါတယ်ဒီနှစ်တွေအတွင်းမှာပဲ तू ဟာသူ့ရဲ့အနာဂတ်ဇနီးလောင်း Florence Francis Macrodi နဲ့တွေ့ဆုံခဲ့ပြီးမကြာခင်မှာပဲလက်ထပ်ခဲ့ကြပါတယ်တနေ့မှာ Hansa သူ့ထက်အသက်ကြီးတဲ့ရောက်ဖဖြစ်သူ Alfred James Davis နဲ့အတူအပြင်မှာထိုင်ရင်ဘဝအကြောင်းနဲ့အနာဂတ်အစီအစဉ်တွေအကြောင်းကိုပြောပြခဲ့ကြပါတယ် ဟန်စ်ကသူဟာကိုပိုင်နိုင်လုပ်ငန်းတစ်ခုစတင်ဖို့ယုံကြည်မှုအလုံးစုံရှိနေပြီဖြစ်ပေမဲ့ငွေကြေးအရင်းကြီးတော့လိုအပ်တယ်လို့ပြောခဲ့ပါတယ်။အဖရက်မှာငွေကြေးရှိခဲ့ပြီးဟန်စ်ဟာနိုင်ရီအပေါ်ဘလောက်ဆက်အားထက်တယ်ဆိုတာကိုသူသိခဲ့ပါတယ်။ဟန်စ်ဟာအသက်ငယ်သေးပေမဲ့ဒီဂျာမန်လူငယ်လေးအပေါ်အခွင့်အရေးတစ်ခုပေးခဲ့တာဟန်စ်ရဲ့စီးပွားရေးလုပ်ငန်းအတွက်ကိုကြီးထောက်ပံ့ပေးမှာဖြစ်ပြီးယင်းကြီးမြို့နယ်မှာအသင့်ပဲလို့ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး1905ခုနှစ်မှာ Wellstorf and Davis Limited ကိုတည်ထောင်ခဲ့ကြပါတယ်။အဲ့ဒီကုမ္ပဏီကပဲနောက်အနှစ်ငယ်ငယ်ကြာမှာ Rolex ဖြစ်လာခဲ့ပါတယ်။သူတို့ဟာဆွစ်ဇာလန်အခြေစပ် Harman Angla ဆိုတဲ့ Swiss နိုင်ကုမ္ပဏီတစ်ခု ਨੇ ပူးပေါင်းခဲ့ပြီးဆွစ်ဇာလန်ကနေ နိုင်ဆက်အစိတ်ပိုင်းတွေကို အင်္ဂလန်ကိုတင်သွင်းကနိုင်ကိုရီတွေထဲမှာတက်ဆင်ခဲ့ကြပါတယ်။ဒါအပြင်ဆွစ်ဇာလန်နိုင်ငံ PM မြို့မှာလည်းသူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုထောက်ကူပြုဖို့ရုံးဝယ်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။မကြခင်မှာပဲသူတို့ဟာ တန်မိုးတင်းတင်းတဲ့ဇင်းတော်များနဲ့နိုင်ရီတွေကိုဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းမှာအထူးပြုလုပ်ကင်လာခဲ့ပါတယ်။ဟန်ဆာကနိုင်ရီတွေကိုချင်းမြတ်လို့သူတယောက်ဖြစ်ပေမဲ့နိုင်ရီလောကမှာသူ့တဘောမကျတဲ့အဓိကအချက်တစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့အိတ်ဆောင်နိုင်ရီတွေပါ။အဲ့ဒီခေတ်အခါကလက်ပတ်နိုင်ရီတွေကိုမျိုးသမီးတွေကလဝတ်ရဏနာအဖြစ်အများဆုံးဝတ်ဆင်ကြပြီးအထင်သေးချင်းကိုလည်းခံခဲ့ရပါတယ်။အဓိကအကြောင်းရင်းကတော့အချိန်တိကျမှုမရှိတာကြောင့်ပါပဲ။ ဒီနိုင်ရီတွေကအိတ်ဆောင်နိုင်ရီတွေထက်အများကြီးပိုသေးပြီးဆက်အစိပ်ပိုင်းတွေလည်းပိုသေးတာကြောင့်နိုင်ရီလက်တံတွေက ပုံမှန်ထက်ပိုမြန်တာဒါမှမဟုတ်ပိုနေတာတွေဖြစ်လိမ့်ရှိပါတယ်ဒါကပဲအဲ့ဒီခေတ်မှာအိတ်ဆောင်နိုင်ရီတွေကပိုပြီးလူကြိုက်များရတဲ့အဓိကအကြောင်းရင်းဖြစ်လာခဲ့ပြီးသူ့ရဲ့ကြီးမားတဲ့အရွယ်စားကြောင့်ယောက်ျားပိသားတွေလိုသတ်မှတ်ခြင်းခံခဲ့ရပါတယ်ဒါပေမဲ့ဟန်းစ်အတွက်တော့အသုံးပြုရတာအဆင်မပြေဘူးလို့သူကမြင်ခဲ့ပါတယ် အချိန်ကြီးဖို့အတွက်အိတ်ကပ်ထဲကိုလက်နက်ရတာကသူ့အတွက်အနည်းငယ်အလုံးရှုပ်စေခဲ့ပါတယ်။အထူးသဖြင့်သူလက်မအားတဲ့အချိန်တွေမှာပေါ့။အဲ့ဒီအချိန်ထိအချိန်ကိုတတ်တမတ်ထဲတိတိကျကျပြနိုင်ပြီးနေ့စဉ်အသုံးပြုနိုင်တဲ့ပြီးပြည့်စုံတဲ့လက်ပတ်နာရီတစ်လုံးကိုဖန်တီးဖို့ဆိုတာကမဖြစ်နိုင်သလောက်ပဲလို့ယူဆခဲ့ကြပါတယ်။ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ကတော့အိတ်ဆောင်နာရီတွေဟာလုံးဝနေပါပျောက်ကွယ်သွားမှဖြစ်ပြီးလက်ပတ်နာရီတွေကသူတို့ရဲ့နေရာကိုအစားထိုးဝင်ရောက်လာမှအသေးချာပါပဲ။ ဟန်စ်ကလက်ပနာကြီးတွေဟာမကြခင်မှာလူတိုင်းအတွက်ပုံမှန်အသုံးဆောင်တစ်ခုဖြစ်လာလိမ့်မယ်လို့တိုတင်ခံမှန်းခဲ့ပြီးပြီးပြည့်စုံတဲ့လက်ပနာကြီးတလုံးကိုဖန်တီးနိုင်မယ့်နီလန်းကိုရှာဖွေဖို့အပြည့်ဝစိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။နောက်ပိုင်းတွေမှာသူဟာဥရောပတော်ဝန်ကနိုင်ငံပေါင်းများစွာကိုခီးသွားခဲ့ပြီးနိုင်ရီထုတ်လုပ်သူတွေအများပြားနဲ့တွေ့ဆုံကနိုင်ရီရဲ့အသေးစိတ်အချက်လက်တွေအကြောင်းကိုဆွေးနွေးခဲ့ပါတယ်။သူ့ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့တဲ့1905ခုနှစ်မှာပဲ Hans Westhoff ဟာသူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့လက်ပတ်နာရီတွေကိုတခါတည်းစတင်ထုတ်လုပ်ဖြန့်ချိန်ခဲ့တာဖြစ်ပါတယ်။နိုင်တလုံးပြီးတလုံးသူဟာအမျိုးသားရောအမျိုးသမီးတွေအတွက်ပါပိုကောင်းမွန်ပြီးအည်သွေးမြင့်ကယုံကြည်စိတ်ချရတဲ့လက်ပတ်နာရီတလုံးကိုဖန်တီးဖို့ကြိုးပမ်းခဲ့ပါတယ်။သူ့ရဲ့ခီးစဉ်အတွင်းမှာတခြားနိုင်ထုတ်လုပ်သူတွေစီကလည်းတင်ယူခဲ့သမျှကိုအသုံးချခဲ့ပါတယ်။မကြခင်မှာပဲသူ့ရဲ့ကုမ္ပဏီကလူသိများလာပြီး 1908ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံရဲ့နိုင်ထုတ်လုပ်ရေးလောကမှာထိတ်တန်းကုမ္ပဏီတွေကတခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ဟန်ဆာသူ့ကုမ္ပဏီရဲ့နာမည်ကိုအစင်တန်းမြင့်ပြီးဆွဲဆောင်မှုရှိကဘယ်ဘာသာစကားနဲ့မဆိုပြောဆိုရလွယ်ကူတဲ့နာမည်တစ်ခုအဖြစ်ပြောင်းလဲခြင်းခဲ့ပါတယ်။ဒါ့အပြင်နိုင်မင်းနဲ့ပြင်ပေါ်မှာအလွယ်တကူအဝင်ဝင်ကြဖြစ်အောင်နာမည်ကတိုးတိုးလေးလေးဖြစ်ဖို့လိုပါတယ်။သူဟာအခိယာငါးလုံးကိုပေါင်းစပ်ဖို့အချိန်တော်ကြာစူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့ roller ဆိုတဲ့နာမည်လေးပေါက်ပွားလာခဲ့ပါတယ်။ ဒါဟာအသင့်တော်ဆုံးနာမည်ပဲဆိုတာကိုသူချက်ချင်းသိခဲ့ပြီးရန်အနေငယ်ကြမှာ Westhoff and Davis Limited အတွက် Rolex နာမည်ကိုကုန်အမှတ်တရစိတ်အဖြစ်1980ခုနှစ်အတွင်းမှာအမှတ်ပုံတင်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွင်မှာ Rolex ဟာအရေးအသွေးမြင့်လက်ပတ်နာရီတွေနဲ့လူသိများလာခဲ့ပြီးချမ်းသာတဲ့လူတွေအများပြားကလည်းစတင်အသုံးပြုလာခဲ့ကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲပထမကမ္ဘာစစ်ဖြစ်ပွားခဲ့ကနာယီကုမ္ပဏီတွေအပါအဝင် စီးပွားရေးလုပ်ငန်းအများပြားဟာရပ်တည်ဖို့ရုန်းကန်ခဲ့ရပြီး တချို့ဆိုရင် လုပ်ငန်းတော်ပိတ်သိမ်းခဲ့ရပါတယ်။ဒါပေမဲ့ Rolex ကတော့မပိတ်သိမ်းခဲ့ပါဘူး။အကြောင်းရင်းကတော့သူ့ရဲ့ယုံကြည်စိတ်ချရတဲ့လက်ပတ်နာရီတွေကြောင့်ပါပဲ။စစ်သားအများပြားကိုအိတ်ဆောင်နာရီအစား Rolex နာရီတွေပေးဝတ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့အသုံးပြရတာပိုလွယ်ပြီးပိုလုံခြုံလို့ပါပဲ။ဒါ့အပြင်အချိန်တိကျမှုကြောင့်သူတို့ရဲ့တိုက်ခိုက်ရေးစီစဉ်တွေကိုပိုကောင်းမွန်စွာညှိနှိုင်းဆောင်ရွက်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ကုမ္ပဏီဟာ 1914ခုနှစ်မှာလူပေါင်း60ကိုအလုတ်ခန့်ထားနိုင်တဲ့အထိကြီးထွားလာခဲ့ပြီးလန်ဒန်မှာရုံငန်းကျယ်ကြီးတွေဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။သူတို့ရဲ့ယုံကြည်စိတ်ချနိုင်မှုကိုပုံမခိုင်ပါစေဖို့ Rolex ဟာဆွစ်ဇာလန်ကနေပထမဆုံးအချိန်လက်ပတ်နာရီခရိုနိုမီတာအစင်သတ်မှတ်ချက်ကိုရရှိခဲ့ပြီးလန်ဒန်ရဲ့ Q Observatory ကနေ Class A တိကျမှုလက်မှတ်ကိုလည်းရရှိခဲ့ပါတယ်။ဒါက Rolex brand ကို လူတွေပိုပြီးဝယ်ယူဖို့ယုံကြည်စိတ်ချစေခဲ့ပါတယ်။ဒါပေမဲ့ Hans အတွက်တော့အရာရာတိုင်းကတာယာနေခဲ့တာတော့မဟုတ်ပါဘူး1914ခုနှစ်မှာဗြိတိန်အစိုးရကနိုင်ငံတကာနယ်နိမိတ်တွေကိုဖျက်ပြီးကုန်ပစ္စည်းတင်ပို့ရောင်းချတဲ့ Great Britain မှာမှတ်ပုံတင်ထားတဲ့ကုမ္ပဏီအားလုံးအပေါ်မှာ33ရာခိုင်နှုန်းအခွန်ကောက်ခံခဲ့ပါတယ်။ဒါက Hans အတွက်ကြီးမားတဲ့စိုးရိမ်စရာ ဖြစ်လာခဲ့ပြီးဒီအခွန်တွေကိုရှောင်ရှားနိုင်ဖို့သူဟာကုမ္ပဏီရဲ့ရုံးချုပ်ကိုလန်ဒန်ကနေဆွစ်ဇာလန်နိုင်ငံ Venice မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ်။ သူပြောရွှေ့ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ကမ္ဘာစစ်ကြောင့်ဗြိတိန်ကလူတွေဟာဂျာမန်တွေကိုမုန်းတီးလာကြတာကြောင့်ပါပဲ Hans Wilsdorf ဆိုတဲ့နာမည်ကဂျာမန်နာမည်ဖြစ်တာကြောင့်အရင်က Rolex ကိုမှတ်ပုံတင်ခဲ့ပေမဲ့အင်္ဂလန်မှာတော့ Wilsdorf and Davis ဆိုတဲ့နာမည်ကိုပဲဆက်လက်အသုံးပြုနေခဲ့ပြီးလူတွေရဲ့အထင်မြင်သေးခြင်းကိုခံခဲ့ရပါတယ်ဒါကပဲသူ့ကုမ္ပဏီနာမည်ကို Wilsdorf and Davis Limited ကနေ The Rolex Watch Corporation Limited လို့1935ခုနှစ်မှာလုံးဝပြောင်းလဲဖို့တွန်းအားဖြစ်စေခဲ့ပါတယ် နှစ်တွေကြာပြီးနောက်မှာဟန်စာရိုလက်စ်ရဲ့နာမည်ကြီးကျင်ငါပွင့်တရက်ဖူလိုကိုကိုလည်းကုံမှန်တစိအဖြစ်အမှတ်ပုံတင်ခဲ့ပြီအဲ့ဒီအချိန်ကစပြီးသူတို့နိုင်ရီရဲ့မျက်နှာပြင်ပေါ်မှာထည့်သွင်းအသုံးပြုလာခဲ့ကြပါတယ်1919ခုနှစ်မှာ Rolex Watch Corporation ဟာသူ့ရဲ့ပင်မယုံကျုပ်ကို BMW ကနေဒီနေ့အထိတည်ရှိနေဆဲဖြစ်တဲ့ Geneva မြို့ကိုပြောင်းရွှေ့ခဲ့ပါတယ် အဲ့ဒီအချိန်ကစပြီးကုမ္ပဏီဟာနိုင်ဆက်အစိတ်ပိုင်းတွေကို BM မှာထုတ်လုပ်ပြီးဂျနီဗာကိုတည်ယူကဆက်အစိတ်ပိုင်းတွေတည်ချမှုရှိမရှိကိုဂယုတဆိုင်စစ်ဆေးပြီးအစစ်မြေဒီဇိုင်းနဲ့အပိဒါခထုတ်ကုန်တွေကိုဈေးကွက်ပေါ်တင်ခဲ့ပါတယ်။ဒီဂျနီဗာမြို့မှာပဲဟန်းစာသူ့ရဲ့အဖွဲ့နဲ့အတူလက်ပတ်နာရီရဲ့ဤပညာပိုင်းဆိုင်ရာစံသက်တည်ထွင်မှုတွေကိုမြင့်တင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့နိုင်ကိုယ်တွေကိုပုံမှုန်တွေချွေရေအပူနဲ့အေးဒဏ်တွေကြောင့်ထိခိုက်ပျက်စီးမှုမရှိအောင် အမြဲတမ်းအမခံနိုင်လောက်တဲ့အထိပြင်းကြအောင်ပြုလုပ်နိုင်ရမယ်။ဒီလိုပြမသား Rollers နိုင်ရဲ့ပြီးပြည့်စုံတဲ့လုံခြုံမှုကိုတိကျစေမှာပါလို့ဆိုခဲ့ပါတယ်။သူ့ရဲ့စိတ်ရှိမှုနဲ့စိတ်ပိုင်းဖြတ်မှုတွေကြောင့်နောက်ဆုံးမှာတော့ကြီးမားတဲ့အောင်မြင်မှုကိုရရှိခဲ့ပါတယ်။1926ခုနှစ်မှာ Rollers ဟာနိုင်လောကကိုထာဝရပြောင်းလဲစေမဲ့မော်ဒယ်အသစ်ဖြစ်တဲ့ Rollers Oyster ကိုထုတ်လုပ်ခဲ့ပါတယ်။ဒါဟာတမိုင်းတစ်လျှောက်ပထမဆုံးရေလုံနဲ့လက်ပတ်နိုင်ဖြစ်ပါတယ်။ ီမော်ရယ်အသက်မှာအလွန်တင်းကျပ်တဲ့ကိုယ်ရည်နဲ့တစိမ့်ခတ်ထားပြီးအတွင်းကသိငယ်တဲ့နာရီအဆက်အစိတ်ပိုင်းတွေကိုအကောင်းဆုံးအကာအကွယ်ပေးထားတာကြောင့်ရင်းစိန်ခံနိုင်တာဖြစ်ပါတယ်။ဟန်ဆာဒါကတော်လိုင်းကြီးတစ်ခုဖြစ်ပြီးလူတွေစိတ်ဝင်စားကြလိမ့်မယ်ဆိုတာကိုသိခဲ့ပါတယ်။ဒါပေမဲ့သူဟာကဘာကိုအကောင်းဆုံးချိန်ခါနဲ့အလွန်ဖန်တီးမှုရှိတဲ့နီလန်းတွေနဲ့မိဆက်ပေးဖို့စောင့်ဆိုင်းနေခဲ့ပါတယ်။1928ခုနှစ်မှာဟန်ဆာလန်ဒန်ကမာစီရီကလိုင်စီဆိုတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကြားခဲ့ပါတယ်။ သူမဟာအင်္ဂလန်နဲ့ပြင်သစ်ကိုပိုင်းခြားထားတဲ့20.5မိုင်ကျယ်ဝန်းနဲ့အင်္ဂလိပ်ရေလက်ကြားကိုကူးခတ်နိုင်စွမ်းရှိရလို့အခိုင်အမာပြောဆိုခဲ့ပါတယ်။လူတွေကသူမကိုမယုံကြည်ခဲ့ကြတဲ့အတွက်လူထောင်ပေါင်းများစွာရှိမှ နောက်တစ်ချိန်ပြန်ကူးပြဖို့စီစဉ်ခဲ့ကြပါတယ်။ရေပူချိန်ကပိုပြီးအေးနေပေမဲ့ဟန်ဆာကဒီအခွင့်အရေးကိုမြင်ပြီး Rolex Eye Star နိုင်တလုံးကိုသူမရဲ့လယ်ဘဲမှာဆွဲထားဖို့တိုက်တွန်းခဲ့ပါတယ်။ ရေကူးပြီး10နာရီကျော်ကြာမှသူမဟာတိတ်လူနီးပါအေးခဲသွားပြီးရေလက်ကြားရဲ့၅ပုံ၄ပုံလောက်အထိရောက်ရှိနေချိန်မှာရေထဲကနေဆယ်ယူချင်းခံခဲ့ရပါတယ်။ဒီစင်ခေါ်မှုကလုံးဝအောင်မြင်ခဲ့တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ Rolex Oyster နိုင်လေးကတော့ရေထဲကနေအကောင်းပကတိအတိုင်းပြန်ပါလာခဲ့ပါတယ်။လူတွေကဒီနိုင်ကိုအလုံးမင်းစိတ်ဝင်စားသွားကြပြီးဟန်းစာ Daily Mail သတင်းစာရဲ့နေ့နေ့ပုံမှာဒီဖြစ်ရက်နဲ့ပတ်သက်တဲ့ကြော်ညာတွေကိုထည့်သွင်းပြီးနာမည်ကျော်အောင်လုပ်ခဲ့ပါတယ်။ ဒါဟာ Rollers ကိုတော်လန်ကြီးဆန်တဲ့နိုင်ရဲ့အဖြစ်နိုင်ငံတကာမှာကြော်ကြားလာစေခဲ့တဲ့အဓိကချက်ပါပဲ။လူရင်းရဲ့စိတ်ဝင်စားမှုကိုပိုတိုးစေဖို့ဟန်းစာသူ့ရဲ့ Rollers Einstein နိုင်ရဲ့ကို Rollers အယောင်ကိုစလဲဆိုင်တိုင်းရဲ့အယောင်ပြကန်းမှာငါးအစစ်တွေနဲ့အတူငါးမွေးကန်ထဲမှာထည့်သွင်းပြသခဲ့ပါတယ်။ဒီပါနဲ့တဲ့ဈေးကွက်ရှာဖွေရင်းနည်းပြဟာအံ့ဩစရာကောင်းအောင်အောင်မြင်ခဲ့ပြီးလူတွေကထုတ်ကုန်တွေအပေါ်မှာဆွဲလန်းသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ ဟန်းစာ ရိုလတ်ကိုအကြီးကျယ်ကြောညာဖို့ဆုံးဖြတ်ခဲ့ပြီး1928ခုနှစ်မှာသူ့ရဲ့နာယီတွေကိုကြောညာပေးဖို့အတွက်အဲဒီခေတ်ကထိပ်တန်းဗြိတိန်မော်တယ်အဗလင်လိန်နဲ့လက်တွဲခဲ့ပါတယ်ကြောညာတွေမှာသူမလက်ကလက်ပတ်နာယီကိုငါးမွေးကန်ထဲမှာထည့်ထားတဲ့ပုံတွေနဲ့ပါဝင်ခဲ့ပါတယ်ဒီလိုနာမည်ကျော်ကြားမှုကအဲဒီမှာပဲမရက်တန်းခဲ့ပါဘူး1933ခုနှစ်မှာ Rolex Winestar တွေဟာ Aerodet တောင်ကိုဖြတ်ကျော်ပြန်တမ်းမှုတစ်ခုနဲ့ပတ်သက်ပြီးသတင်းစာတွေမှာနောက်တစ်ကြိမ်ပါဝင်လာခဲ့ပါတယ် အဲ့ဒီပြန်တမ်းမှုမှာပါဝင်တဲ့လေယာဉ်အမှုတန်းတွေဟာသူတို့ရဲ့ Rolex နာရီတွေဟာပြန်တမ်းပြီးနောက်မှာတရားရဂိုင်တော့အပြေဝအလုံးလုံးနေစေဖြစ်တော့ကိုပြရှိခဲ့ပြီးအလွန်ကျဉ်းတ်ခဲ့ကြပါတယ်။နောက်ထပ်ဥပမာတစ်ခုကတော့1935ခုနှစ်မှာနမဲကြီးကမောင်းသမားမယ်ကန်ကမ်ဘာကသူ့ရဲ့ Rolex နာရီကိုဝတ်ဆင်ပြီးတနာရီမိုင်300လောက်နှုန်းနဲ့မောင်းနေကအမြန်ဆုံးစံချိန်တင်ခဲ့ပါတယ်။ဟန်းစ်ကဒါဟိုကြောင်ညာခွင့်ပြုဖို့သူ့ကိုတောင်းဆိုခဲ့ပြီးမယ်ကန်ကလည်း ငွေကြီးတပြားတစ်ချပ်မှမယူပဲလက်ခံခဲ့ပါတယ်။အဲဒီအချိန်မှာတော့လူရီယာရိုလက်ကိုဒီဇိုင်းရည်သွင်းမြင့်နိုင်တစ်ခုအဖြစ်သာမကနေ့စဉ်ဝန်ဆင်နိုင်ကယုံကြည်စိတ်ချရပြီးဤပညာပိုင်းဆိုင်ရာမြင့်မားတဲ့လက်ပတ်နိုင်တစ်ခုအဖြစ်ပါရှုမြင်လာကြပါတယ်။ကုမ္ပဏီတစ်ခုကိုအောင်မြင်စေဖို့အတွက်ကောင်းမွန်တဲ့ဈေးကွက်ရှာဖွေရည်သာလိုအပ်ပါတယ်။အဲဒီအချိန်တွေအတွင်းမှာရိုလက်ဟာသူ့ရဲ့မော်ဒယ်အသစ်ဖြစ်တဲ့ Rolex Oyster Perpetual ကို1932ခုနှစ်မှာမိတ်ဆက်ပြီး လူတွေကိုဆက်လက်အံ့ဩစေခဲ့ပါတယ်။ဒါဟာပထမဆုံးရေလုံပြီးအလိုလျောက်လည်ပတ်တဲ့လက်ပတ်နာရီဖြစ်ပါတယ်။သူ့ရဲ့အရင်မော်ဒယ်ဖြစ်တဲ့ Rolex Oyster ဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပေမဲ့စိန်ခေါ်မှုကတော့နိုင်ကိုမကြာခဏလက်နဲ့လှည့်ကတံပတ်ပေးနေရတာပါပဲ။နောက်ပြီးသူ့ရဲ့တင်းကျက်တဲ့ကိုယ်ထဲကြောင့်ဒါကပိုပြီးခက်ခဲစေပါတယ်။လက်နဲ့လှည့်မယ်ဆိုရင် Oyster တရဖူကိုအရင်ဖြုတ်ဖြုတ်ပြီးမှတံပတ်ပေးတံပတ်ပေးပြီးတော့မှပြန်တင်းကျက်အောင်ပိတ်ရပါတယ်။ ဒါကြောင့်အလိုလျောက်လည်ပတ်တဲ့နိုင်ကိုဖန်တီးဖို့ဆိုတာကရာစုနှစ်ပေါင်းများစွာကလေးကလူတွေစူးစမ်းခဲ့ကြပေမဲ့ဘသူမှမအောင်မြင်ခဲ့တဲ့အိမ်မက်တစ်ခုပါပဲ1934ခုနှစ်ကနေ1940ခုနှစ်အထိ Hansa Rolex ကုမ္ပဏီအပြင်ဘက်ကနေလဲအရင်သွေးမြင့်နိုင်တို့ချုပ်ကို ထုတ်လုပ်ခဲ့ပြီးသူ့ရဲ့ကိုယ်ပိုင်နာမည်နဲ့ကုန်အမှတ်တံဆိပ်တင်ခဲ့ပါတယ်ဒါပေမဲ့ပြင်သစ် Britain နဲ့ American ဈေးကွက်တွေကဂျာမနီအပေါ်မုန်းတီးမှုတွေကြောင့်ဒါကိုရပ်ဆိုင်းခဲ့ရပါတယ် ူ့ရဲ့အောင်မြင်မှုတွေရှိနေပေမဲ့လည်းဟန်းစာဈေးကွက်မှာရပ်တည်နိုင်ဖို့တခါတရံရုံးခံခဲ့ရပြီးသူ့ရဲ့ဂျာမန်နာမည်ကြောင့်အော်မလီတခုကိုအောင်မြင်အောင်နှစ်ဆစူးစမ်းခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာတဲ့အခါမှာတော့ရိုးလက်စာအကြီးကျယ်ထိခိုက်ခဲ့ပါတယ်ဆွစ်ဇာလန်အပြင်ဘက်ကဥရောပရဲ့တခြားဈေးကွက်ကြီးတွေစီကိုထုတ်ကုန်တွေတင်ပို့ရတာခက်ခဲပြီးဈေးကြီးမားလာပါတယ်ဟန်းစာဒီအခြေအနေကိုစိတ်ပြက်ခဲ့ပြီးသူ့ရဲ့ကန်ဆုံမှုမောင်ချမှုအပေါ်မှာနောက်ထပ်ကြေကွဲစရာတစ်ခုက ထပ်ဆင့်ရောက်လာခဲ့ကာသူ့ရဲ့ဇနီးဟာ1944ခုနှစ်မှာပွေလွန်သွားခဲ့ပါတယ်။သူ့ဇနီးအတွက်အထိမ့်မှန်အနေနဲ့သူဟာလူမှုရေးကိစ္စတွေအတွက် Pride ဘွဲ့စည်းဖြစ်တဲ့ World of Foundation ကိုတည်ထောင်ခဲ့ပါတယ်။ Hans တည်ဆုံးခံဒီချိန်မှာ သူဟာ Rolex ရဲ့တရားဝင်လုံးပိုင်ဆိုင်ခွင့်ကို World of Foundation ကိုလွှဲပြောင်းပေးခဲ့ပါတယ်။အဲ့ဒီ Foundation ကပဲဒီနေ့အထိ Rolex ကိုပိုင်ဆိုင်ပြီးထိန်းချုပ်နေတာဖြစ်ပါတယ်။ဒါကြောင့် Rollers ကိုအများပိုင်းကုမ္ပဏီဖြစ်ပေတော့မှပြောင်းလဲမှာမဟုတ်သလိုရောင်းချမှာလည်းမဟုတ်ပါဘူး။ဒါဟာပရဟိတလုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်အခွန်လဲဆောင်ရမှာမလို့ပါဘူး။ဒုတိယကဘာစစ်ပြီးဆုံးသွားတာနဲ့ Rollers ဟာအရှိန်ဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ဥပမာတစ်ခုပေးရရင်1946ခုနှစ်မှာ Rollers ဟာလွန်ခဲ့တဲ့နှစ်20ကလေးကစတင်ခဲ့တဲ့အသီးမှတ်ပြုလက်မှတ်ရ Rollers Chronometer နာရီပေါင်း9000ကိုရောင်းချနိုင်ခဲ့ပါတယ်။နောက်တစ်နှစ်ဖြစ်တဲ့1949ခုနှစ်မှာတော့ သူတို့ရဲ့ရောင်းအားကလက်မှတ်ရ Rolex chronometer နိုင်ပေါင်းတသိန်းအထိရောက်ရှိခဲ့ပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုရဲ့ရောင်းအားကိုတနစ်ထဲနဲ့နှစ်ဆတိုးတက်စေခဲ့ပါတယ်။ဒီအောင်မြင်မှုက1945ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ model အသစ်ဖြစ်တဲ့ Rolex Datejust ကနေထောက်ပံ့ပေးခဲ့တာပါ။ဒါဟာနိုင်မင်းရဲ့ပြင်ပေါ်မှာလရဲ့ရက်ဆွဲကိုဖော်ပြပေးတဲ့ပထမဆုံးရေလုံပြီးအလိုလျောက်လဲပတ်တဲ့လက်ပတ်နာရီဖြစ်ပါတယ်။ဒါကိုနောက်ထပ်တော်လန်ရေးစံတဲ့မော်ဒယ်တစ်ခုက ဆယ်နှစ်နီးပါးအကြာမှာလိုက်ပါလာခဲ့ပါတယ်။အဲ့ဒါကတော့ Rolex Day Date ပါ။လိုင်းရဲ့ဆွဲကိုသာမကရဲစတဲ့ဘက်ရဲ့နေကိုပါပေါ်ပြပေးတဲ့ပထမဆုံးရေလုံပြီးအလိုလျောက်လည်ပတ်တဲ့လက်ပတ်နာရီဖြစ်ပါတယ်။ဒီလိုနာရီမျိုးစားတွေဟာဒီနေ့ခေတ်အထိမြင်တွေ့နေရဆဲဖြစ်ပြီးတော့ပုံမှန်အသုံးပြုတဲ့လက်ပတ်နာရီတွေအတွက်စံနှုန်းတစ်ခုဖြစ်နေပါတယ်။1950ခုနှစ်နဲ့60ခုနှစ်တွေအတွင်းမှာ Rolex ဟာစံတက်တဲ့နာရီ series တွေကိုဇက်တိုက်ထုတ်ဝေခဲ့ပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့1953ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ Roland Submariner ပါ။ဒါဟာပင်လယ်ရေအောက်မီတာ100အနက်အထိချုပ်ရင်းမှုမရှိဘဲရောက်ရှိနိုင်ခဲ့တဲ့ပထမဆုံးရင်းကုန်သမားသုံးရေလုံလက်ပတ်နာရီဖြစ်ပါတယ်။ Hans Wedorf ဟာ1969ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။သူကွယ်လွန်ပြီးနောက်မှာ Roland စာဒီနေ့ခင်မှာရှိတဲ့စိန်ခံအမတ်တစိုက်အဖြစ်သူ့ကိုယ်သူချင်းကပ်လာခဲ့ပါတယ်။ကုမ္ပဏီဟာသူ့ရဲ့ဈေးကွက်ရှာဖွေရေးကိုအထက်တန်းလောက်လူဒန်းစားတွေအတွက် တည်တတ်နိုင်စုဆောင်မှုတစ်ခုဖြစ်လာအောင်ပို့ပြီးအာရုံစိုက်ခဲ့ပြီးဒါအောင်မြင်ခဲ့ပါတယ်။နောက်ထပ်စဉ်းစားရမယ့်အချက်ကတော့1985ခုနှစ်မှာ Rolex ကအလွန်ခံနိုင်ရည်ရှိပြီးဈေးကြီးရဲ့ Nano Vol S D ကိုအသုံးပြုပြီးသူတို့ရဲ့နာရီတွေကိုစတင်ထုတ်လုပ်ခဲ့တာပါပဲ။ဒါဒီလို S D ကိုအသုံးပြုတဲ့ပထမဆုံးနာရီဖြစ်လာခဲ့ပြီးဒီနေ့ခေတ်သူတို့ရဲ့ဈေးကြီးရတဲ့အကြောင်းရင်းတွေကတစ်ခုဖြစ်ပါတယ်။ ရိုလက်စာကဘာပေါ်မှာလူအများဆုံးအတိမတ်ပြုခံရတဲ့နိုင်အမှတ်တရအဖြစ်ဆက်လက်တရှိနေပါတယ်။ဘာမှမရှိတဲ့မိဘမဲ့ကောင်လေးတယောက်ကနေ Hans Wolff ဟာကိုပိုင်လန်းကိုဖောက်ပြီးဒီနေ့ခေတ်မှာကျွန်တော်တို့သိကြတဲ့နိုင်လောကကိုပြောင်းလဲပေးခဲ့သူဖြစ်ပါတယ်။ဒီဇိုင်းနဲ့ဤပညာပိုင်းဆိုင်ရာစမ်းသပ်တထွန်းမှုအပေါ်မှာထားတဲ့သူ့ရဲ့စိတ်အားထက်သန်မှုကသူ့ကိုဒီလုပ်ငန်းမှာဩဇာအရှိဆုံးပုဂ္ဂိုလ်တွေကတယောက်အဖြစ်စရင်ဝင်စေခဲ့ပြီးတော့သူ့ရဲ့အဝင်နှစ်ကိုဒီနေ့ခေတ် Rolex ဝတ်ဆင်ထားတဲ့လူတိုင်းစီမှာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒီနေ့တော့တော့ပါပဲကြီးစုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာလေးတွေကိုကြံ့နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနူဒီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးဘလို့ဘူးစုတာအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတော့အောက်ကကွန်မန့်လေးမှာရေးပေးခဲ့ပါဦး